မင်္ဂလာပါရှင်2025ခုနှစ်မေလ10ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာကချင်ပြည်နယ်မှာမေလရဲ့ပုံမှန်ပူချိန်ထက်9ဒီဂရီဆက်စီရဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာမေလရဲ့ပုံမှန်ပူချိန်တို့ထက်3ဒီဂရီဆက်စီယက်နဲ့ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းပဲခူးတိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာမေလရဲ့ပုံမှန်ပူချိန်တို့ထက်2ဒီဂရီဆက်စီယက်ပိုခဲ့ပြီးကြားပြီးတယ်ရန်ကုန်တိုင်းဒေသကြီး မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမေလာရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်။2025ခုနှစ်မေလာ9ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေပူချိန်ချီနေများမှာ6မြို့မှာ44ဒသမ8ဒီဂရီဆက်စီယက်ဇောင်းတူမြို့မှာ42ဒသမ6ဒီဂရီဆက်စီယက်မြင်းမှုမြို့မှာ42ဒသမ5ဒီဂရီဆက်စီယက်မြင်းချမ်းမြို့မှာ42ဒသမ2ဒီဂရီဆက်စီယက် ပခုတ်ကူမြို့မှာ41.5ဒီဂရီဆက်စီယက်ပြည်မြို့မှာ41.4ဒီဂရီဆက်စီယက်မကွေးမြို့မှာ41.2ဒီဂရီဆက်စီယက်အောင်လံမြို့နဲ့ရွှေဘူမြို့တို့မှာ41ဒီဂရီဆက်စီယက်စီနဲ့မင်းဘူးမြို့မှာ41.8ဒီဂရီဆက်စီယက်တို့ဖြစ်ကြပါတယ်။မှတ်သားဖွယ်ရာမူရီချိန်များမှာကောတောင်မြို့မှာ1.26လမ်းမခရမ်းမြို့မှာ1.18လမ်းမ ပေါင်းမြို့မှာ၃ညတသမ၅ကိုလက်မကိုကိုကျွေးမြို့မှာ၃ညတသမ၂ရှစ်လက်မဘီးလင်းမြို့မှာ၃ညတသမ၂လေးလက်မချောင်းစုံမြို့မှာ၃ညတသမ၁လက်မနဲ့နေပြည်တော်စပူတီမြို့နယ်နဲ့ကြိုက်ပင်မြို့တို့မှာ၃ညတသမ၃ညရှစ်လက်မစီတို့တိုက်ထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လဲတနအိခွဲချိန်မူလီဝတာဂျိုရူမှာဖမ်းရရှိတဲ့ပုံအရမင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာ တိန်နှဲငယ်ဖြစ်ထွန်းနေပြီး ကပ်ပလီပင်လယ်ပြင်နဲ့ကြံပင်္ဂလာပင်လယ်တို့မှာတိမ်တိတမာတိထုထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးထိန်တောင်များရွေလျားရံနေရာတချို့မှာ မိုးရွာသွေးခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပြခြင်းလျှက်စည်းလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မူးလဝတဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တိမ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလဝတအခြေအနေပြပုံအရမြန်မာနိုင်ငံမြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာလေဖျားရုံနေနေတာကိုတွေ့ရပါတယ်။မြမပင်လေပြင်းမှာလှိုင်းတင်းတင်းရှိပါမယ်။ လိုင်းမြမမြမကံရတဲ့ရှောင်းနဲ့ကန်းလွန်ပင်လေပင်တို့မှာငားပေမှာရှစ်ပေကန်းရှိနိုင်ပါတယ်။မနေ့ဖြန်မနေ့အထိခံမှန်းချက်များအနေနဲ့ကတော့မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာကျကျနဲ့ချင်းပြည်နယ် ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင် နီတဝိုင်အတွက်မနက်ဖြန်မနက်ထီမူးလဝသချီနီခံမှန်းချက်မှာတိမ်တိမ်ဖြစ်ထွန်းပြီးမိုးထချုံရီနေရာကွက်ကြားမိုးရပါမယ်အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆက်စီယက်100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ29ဒီဂရီဆက်စီယက်81ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နီတဝိုင်အတွက်မနက်ဖြန်မနက်ထီမိုးလဝသချီနီခံမှန်းချက်မှာလဲတိမ်တိမ်ဖြစ်ထွန်းပြီးမိုးထချုံရီနေရာကွက်ကြားမိုးရပါမယ် အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီ ဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတစ်ဝိုက်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲတိမ်တိတ်ဖြစ်တွင်ပြီးမိုးထချုံရင်နေရာကွက်ကြားမိုးရပါမယ်။အမြင့်ဆုံးဘူးချိန်မှာ58ဒီဂရီဆက်စီရဲ့106ဒီဂရီ ဖာရင်ဟိုက်နဲ့ အနေဆုံးဘူးချိန်မှာ26ဒီဂရီဆက်စီယက်89ဒီဂရီ ဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့အနောက်တောင်ဘက်တုံလီဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ဝင်ရောက်နိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းတဲ့နေ့ချင်းထုတ်ပြန်တဲ့မိုးလီဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။